ကျွန်တော်ဒီစက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာပါနော်ပွတ်ပွတ်လင်းလင်းခွန်းခွန်းမပြောချင်ဘူးတဲ့ဒါကျွန်တော်တို့အဓိကကျွန်တော်ကဒီပါနော် CY တခုလို့လောက်တော့မယ်သူတွေပေါ့နော်ဒီ post တွေကိုနားထောင်စေချင်တယ်အဲအဓိကကျွန်တော်ပြောချင်တာချက်တွေကိုကျွန်တော်ပြောမှာထာဝရထက်တရက်လောက်ပူချစ်စေချင်ကျွန်တော်ကထာဝရထက်တရက်လောက်ပူချစ်လိုက်ချက်တွေဘာဖြစ်မလဲအဓိကကျွန်တော်ပြောမယ်ဘာပဲလုပ်လို့အရာတင်နေဗျကိုလုံးသမျှကိုအရာတင်နေကျွန်တော်ပြောချင်တာအဓိကကျွန်တော်ပြောမယ်ဟိုဥပမာကျွန်တော်ကျက်စီပါရှာခြင်းချက်ကိုကျွန်တော်က ဘာပဲလုပ်လို့ရှင်နှင်းမြုပ်နယ်မှုတစ်ခုကိုလုပ်ပြီးဆိုအဲ့လုပ်ငန်းကတော့အခြေခံအုံချကောင်းရမယ်နားလက်တကြမ်းရမယ်အဓိကနားလက်တကြမ်းမှကျွန်တော်ကဒီပေါ့နော်ဟိုငွေရှာလို့ရမယ်ဟုတ်လားစီဝိုင်းတစ်ခုလုပ်တဲ့ဆိုတာအောင်မြင်တဲ့သူတိုင်းကိုဒါလူတွေကဒါဒီလုပ်ငန်းကိုအောင်မြင်တာကွာသူကြည့်ပါလိုက်ပြီးလိုက်ပြတယ်ဒါပေမဲ့လိုက်လုပ်ပြီးကြာရှုံးသွားတဲ့လူတွေကိုလူတွေမေ့နေကြတာအများကြီးတော့လုပ်ငန်းတိုင်းကအောင်မြင်မှုရတဲ့သူတိုင်းကနဲတယ်ညီကို ड़ी ကြာရှောင်းတဲ့သူတွေများတယ်ဟောဒါပေမဲ့လူတွေအကုန်လုံးကကြာရှောင်းတဲ့သူကိုမမြင်မနဲ့အောင်မြင်မှုရတဲ့သူတိုင်းကိုပဲလက်ညှိုးထိုးနေကြတာဟုတ်လားကျွန်တော်ပြောချင်တာအဲ့မလို့ရင်းနှီးမြှောက်မှန်မှုလုပ်တဲ့အလုပ်တိုင်းကိုကိုကနားလက်တကြံအခြေခံကောင်းရမယ်ဒီဝီကူမှာကိုကစက်နဲ့လုပ်တော့မယ်စက်တာတပြက်စီလဲတာဆိုကျွန်တော်တို့အချင်းအချင်းကုန်တာမဟုတ်ဘူးနော်ရေးလိုက်တာဆိုကြက်ကျွေးကြက်ကန်အစားအဲ့ဒီလှုပ်ချရပြီဘာတွေသိမလဲကြက်ရဲ့အလေးထားအမှုအချက်အနေအတိုင်းလေးတွေချမ်းမာကြီးကောင်းမကောင်း နားလည်တာလေး အဲ့လိုကျွန်တော်ပြောနေတာထရရတဲ့တရားလောက်ပူချစ်ချစ်သာမှမြေကိုအနောက်ပြီးတော့ချက်ကိုကျွန်တော်တို့ဟိုပုတ်တော့မယ်ဖွားကနဲ့ပုတ်တာလားငုံတဲ့ခွန်ရလားတောင်မန်တဲ့ခွန်ရလားဒီချက်ကငုံကြလားမကြလားဆိုတာချက်အချိန်ဟိုဟာဟိုတော့ဟိုအတွေ့အကြုံတွေများလာတယ်မြေကိုအတွေ့အကြုံတွေများလာတဲ့အချိန်မှာကျွန်တော်တို့ကဟိုငုံတဲ့ခွန်ရလားဖွားကနဲ့တော့တောင်မန်တဲ့ခွန်အဲ့တိလာလိမ့်မြေကိုအဲ့လိုကျွန်တော်ပြောဘာလို့ဟိုအလုပ်တစ်ခုကိုတေချာစောက်ချလုပ်ပြီးဆိုရေပေါ်မှာပုံဆွဲတယ်လို့မလုပ်နဲ့ဘောမှာမေးမရပဲဖြစ်နေတယ် ရေရလှုပ်ချင်ရေရလေးလာပါညီကိုလေးအဲချက်တွေဘလောက်ကောင်းနေနေညီကိုလေးဟိုလေချက်ကမွေးတယ်မမမွေးနိုင်ရင်အလကားပဲချက်ဝါလို့ဟာဒီငါငါချက်ကတော့ဝါတော့ဒီဘက်ကတော့အခြေခုမကြောက်ပါဘူးကွာဟာလာဖြစ်တတ်တယ်နော်ချက်ကိုကောမွေးတယ်မဝိုင်းတွင်းထဲမှာ မွေးတယ်မအဲ့မှာချက်ကိုဥမာကျွန်တော်ဆဲချီဝဲရတယ်ကျပကောအလကားပဲညီကိုဒါမင်းဒီမှာကြလို့နော်အဲအတိကပါအခြေခံလုပ်တရားအတိကကိုတိနေရမယ်ညီကိုကျပကောမွေးတတ်ရမယ် အဓိကဟုတ်တယ်ကျွန်တော်ပြောချင်တာကအဲအချိန်ကလေးအချိန်ကလေးကအဓိကဥပမာချက်တွေဘလောက်ကောင်းနေနေချက်ကမိုင်းရောညီကိုဒီချက်ကမိုင်းလေအလကားပဲညီကိုဒီအဲမလို့အဓိကကိုကလူတယောက်ကအရေးချင်းနဲ့ရှိတဲ့လူတယောက်ပါဖက်ပြည့်စုံတဲ့သူတယောက်လဲကျွန်တော်ဖြစ်စေချင်တယ်ဟုတ်လားအဲရင်းနှီးမြှုပ်နှံမှုရှိတဲ့အလုပ်တိုင်းကတော့ကျွန်တော်ပြောမယ်ကျွမ်းကျင်နားလဲတက်ကျွမ်းရမယ်ဟုတ်လားအဓိကကျွန်တော်ပြောချက်မွေးရမယ်ချက်မွေးရခွခွမွေးရမယ်ပြီးရင်ကျွန်တော်ချက်ကတ်တက်ရမယ်ဟုတ်လား ော်ခီတယောက်မလုတ်တိုင်တော့ကိုနားလက်တကြွမ်းမယ်နောက်ချက်ကင်တိုင်ရမယ်ဝိုင်းတွင်းထဲမှာတခုစေးမိလာရဖြစ်တတ်တယ်ဟုတ်လားတကယ်တည်းကိုနားလက်ရမယ်ချက်နဲ့ပတ်တဲ့တားလွယ်ဒါမှမဟုတ်လွယ်မြောင်တဲ့နည်းနည်းနေကြတယ်ပဲပညာရက်တည်းကအဘကြောင့်လုံးကိုကောင်းရလွယ်မြောင်တဲ့ဘကြောင့်နည်းနည်းနေတဲ့စကလုံးကဘကြောင့်လဲအဲလူလွယ်နေတယ်ဆိုရင်လူတိုင်းကခဏတပြုံနဲ့ဘာလို့ကြောက်ကြွယ်သွားတာလဲဝိုင်းတွင်းထဲမှာကျွန်တော်ပြောအများကြီးလောက်ရင်အများကြီးရှုံးတယ်နည်းနည်းလောက်နည်းနည်းပဲရှုံးမယ်ဘာလို့မကျွမ်းကျင်သေးလို့ကျွန်တော်ပြောနေတာအတိတ်တွေကိုညီကိုညီနားလဲမလားမသိဘူး ရရှိပါခြင်းလည်းကိုကောင်းရင်ဘာလို့ရမလို့ကျွန်တော်တို့ရရှိပါခြင်းကျွန်တော်တို့ဘယ်လိုမျိုးစိတ်ကိုကျွန်တော်အရင်ဆုံးစပြီးတရားထိုင်တယ်ဟာကိုကောင်းကိုချက်တရားနဲ့ဘာဆိုင်နေသစိတ်ရှိတိကအောင်မြင်နေတဲ့လမ်းစလမ်းကြောင်းအမှန်ဒီလိုတွေနဲ့လည်းဆိုင်ပါတယ်ဗျအဲ့လိုလို့ကျွန်တော်ကဟိုဟာအုံတော့ကလူတိုင်းရှင်ညာလူတိုင်းမရှိဘူးဥပမာကျွန်တော်ဘောလုံးကန်တာအစတကူကောင်းတကူကောင်းကောင်းဝင်နေမရဘူးဗျအသင်းဘွဲအဆုလိုက်ကောင်းမရဥပမာစိတ်ရှိရမယ်တိကံအောင်မြင်ခြင်းကလမ်းစကိုယ့်ရဲ့လက်ကမ်းမှာပါ 咱不要那淘宝宝他们都有那个，哎，咱不要的啦，咱那西华市的，老生活就那话随时啊，反正就咱那个阿片往那前面，别让我们来。咱不要的那个啥个伊这边泥里面喏，咱那个咱阿阿片往那前面，出来个杂点毛的，是不是老人家，是老人家嘛？这是不要么？要住在这车库，住的高呢，铺的这里了细的路，住的哪里这里了细的外呢么？他呀阿阿阿阿阿，咱那高呢也没修，还在古奈罗还没拆的过呀？阿不然你扒楼开没说啊？没住西的，不然你没么？阿扒楼。 ဆိုတော့လာသေးရဒါတွေကစကားတွေပဲရှိရပါရှာအယိုးမရှိတိုင်းရှောက်ပြောရလို့ပြောလို့ရတယ်စကားအမှန်လားချက်ဆိုတာသူ့ရဲ့ကောင်းချစ်အများကြီးရှိသူလည်းကောင်းလို့ကိုယ်လည်းကိုယ်လုံးတိုက်တယ်လေသူမကောင်းမလဲဘာလို့ဒီလိုင်းကိုဘာလို့တိုက်နေမှာလဲဟာလာကျွန်တော်ပြောချင်တယ်အဲ့လိုဦးပြပြဆာမလောင်းပါနဲ့ဒါစိတ်ရှည်ခြင်းပါအောင်မြင်ကြီးကဘာလို့အဲ့စကားကျွန်တော်ထပ်ပြောတာလဲဆိုတော့နောက်ဆုံးကျွန်တော်ပိုင်မလောင်းပါဟာဆယ်သိန်းနှစ်သိန်းအတူပေးရတယ်ဘာဖြစ်တော့အတူကမှဒီခေတ်နေတာနဲ့စုံစုံနေမှာဒါကအခုချက်ချင်းလင်ချင်းမိနစ်ပိုင်းတွေအတူရတယ် စနေနေနေပတူကိုတောက်တဲ့မျက်လုံးအမြင်နဲ့ဆယ်သိန်းနဲ့သိန်းလောင်းတာမဟုတ်ဘူးနော်ဝိုင်းတဝိုင်းမှာကြည့်လိုက်ရင်လူအယောက်မရှိပါဘူးဆိုရင်30လောက်အနည်းရှိအဲ့မျက်လုံးတွေကအထက်ကြီးဘာကြောင့်ပေးရလဲကိုကမျက်လုံးနှလုံးလူအယောက်လူအယောက်အဲ့ဒီမှာဝိုင်းတမှာဥမာကျွန်တော်ပြောပါ30တာမျက်လုံးအလုံး60ရှိအဲ့60ရဲ့အကြည့်အားနဲ့ကိုနှလုံးကြည့်အားနဲ့နှလုံးနဲ့60ဆိုဘယ်ကမဲများမဲလဲမဲတာတင်ဘက်ကတာတင်လိုက်တင်လိုက်ရမှာဒါတွေကပြောလို့မရအောင်သူမဲများမဲများဘက်ကလိုက်ရမှာဟုတ်လားကျွန်တော်ပြောချင်တာ အဲ့မလို့ချက်လောင်းတဲ့အချိန်မှာ7သိန်းသိန်းလောင်းတဲ့အထက်ကြီးကပဲလောင်းမှာအောက်ကြီးပဲတော့မလောင်းဘူး။အောက်ကြီးလောင်းရင်ကျွန်တော်ကလုံရှုံးရရှိလုံလုံရှုံးတာပြီ။ဟုတ်လား။ဒါကတွေးခိုင်းတာ။ကျွန်တော်ပြောအခုဒီစကားကတွေးခိုင်းတာ။တွေးတော့မှုရင်မှန်အောင်မြင်မှုကလက်တကမ်းပါပဲ။ကိုကအော်ငါအောက်ကြီးကြိုက်လိုက်ရင်ဥပမာ7သိန်းနဲ့သိန်းအောက်ကြီးကြိုက်လိုက်တယ်။ရှုံးရရှိဘဂရဒတ်ရှုံးမှာ7သိန်းနဲ့သိန်းဆိုရင်အဲ7သိန်းနဲ့သိန်းအထက်ကြီးလောင်းနေရရှိရင်ရှုံးရရှိက9သိန်းနဲ့မရှုံး။9ငါ2သိန်းနိုင်မှာ။ဘာလို့လဲ။ကိုက7သိန်း โอ้7ติง5ติง7ติง5ติงอัตแจ็ดเปลี่ยนซะลุยอ่ะออกจีอ่ะนี่อัตแจ็ดเปลี่ยนဖြစ်သွားนะกัว7ติง5ติงเปลี่ยนซะลุยอ่ะだโซยชုံးเอง5ติงชုံးมั้ย9ติง2ติงชုံးมั้ยดาเนี่ยบาเนี่ยใส่กูอ้งหนองเนี่ยใส่เนาะညီกูอะหลูนี่ลานเจ้าแมนอ๋อต้วยနိုင်เลยเว้ยစိတ်ရှင်နိုင်မယ်တိခတ်နိုင်မယ်ဆိုရင်ညီကိုအွန်မြင်မှုကညီကိုရဲ့ပေးမှာလက်တကမ်းပါအောင်။ငွေတိုင်းမှာတော့အရင်နည်းမြုပ်နယ်မှုဆိုတာရှိတယ်ဗျ။နော်။ရင်းနှီးရမယ်ငွေတွေရင်းနှီးရမယ်အချိန်တွေရင်းနှီးရမယ်။အဲဒီပေါ်တော့ဂျန်တဲ့ဟို လုပ်ငန်းတွေအများကြီးရှင်းနေရမယ်ရှင်းနေမှုရှိမှအောင်မြင်မှုဆိုရှိရယ်ဟာကိုကောင်းရင်ကျွန်တော်ငွေလည်းမရှိဘူးဗျရှင်းနေမှုကျွန်တော်မှအချိန်တွေပဲပေါနေရဗျရှင်းနေမှုဒါဆိုအောင်မြင်ပါတယ်ဗျအဓိကဘာအောင်လှုပ်ခြင်းစိတ်ရှိရမယ်အဲလှုပ်ခြင်းစိတ်ကိုလည်းအကောင့်ထဲပေါနိုင်တဲ့သူမျိုးလည်းဖြစ်ရမယ်ဟုတ်လားဒါရကျွန်တော်တို့ဒီလုပ်ငန်းတွေဝါသနာရှင်စက်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကတကယ်အရင်နည်းမလို့အရင်နည်းကပေါ့တတ္တိပဲတတ္တိဆိုတာအရင်နည်းပဲတတ္တိဆိုတာပါတယ်ထိုးမှကျိမ့်မှဒါတတ္တိမဟုတ်ဘူးနော် ာကိုကောင်တတ္တိဆိုတာပါကျွန်တော်ထိုးမကျွန်တော်ရန်တက်မှာဒါထိုးမကျိမှာဒါတတ္တိမဟုတ်ဘူးဗျ။ဟာဘယ်ကောင်ဟူးဆိုဝါဟူးဒီကောင်ရှူးဆိုဒီကောင်တိုင်းအဲတတ္တိမဟုတ်ဘူး။တတ္တိဆိုတာအရင်းကြီးပဲ။လှုပ်ချင်စိတ်ပဲ။အဓိကဒီလုပ်ငန်းတွေကကျွန်တော်ကအချိန်နေတိုင်းဝိုင်းကိုသွားမှလား။သွားမယ်။သွားပြီးတော့ကျွန်တော်အတွေ့အကြုံတွေအများအားယူမယ်။ဟုတ်လား။နောက်ပြီးတော့ဟိုကိုရက်တကြွနဲ့ကိုကိုဘာတော့ respect ထားတဲ့သူတွေစီကဥမာချက်ကဈေးကြီးရလကားမစေးမကြည့်ဘူးဗျာကျွန်တော်ပြောချင်တာ ောင်းလို့ဈေးကြီးရည်ဟုတ်လားကျွန်တော်ပြောနေတာနော်ကောင်းလို့ဈေးကြီးရဲ့သူတွေဝယ်နေရဲ့လုံနေရဲ့အချင်းအများကြီးလောင်းနေပါတယ်အများကြီးလောင်းလာအေးချီချီလို့လောင်းနေငွေနဲ့ချင်းနဲ့ဆော့တာဗျာဟိုယူတော့မှုကြောင့်နဲ့ထားပြီအရင်မှုမှကြောင်မမဟုတ်တာသူလောင်းတာသူငွေနဲ့ချင်းနဲ့အများကြီးလောင်းနေသူသူအေးချီချီလို့တကုတ်ကုတ်ယုံကြည်လို့သူစကားတာလေငွေပေါ်လို့ဆော့တာမို့အဲ့လိုလူမျိုးတွေကိုကပေါင်းတင်ထားရင်အခုကြီးကျွန်တော်ဒါလေးနဲ့ကျွန်တော်မွေးပြပြစီဗျာ ျွန်တော်ကိုကိုကြီးပေါက်လိုက်ကိုကြိုက်တာလေယူဗျာကျွန်တော်တကယ်ကိုဝါသနာအရင်ကပါလို့ပါရှင်နေကစကားလာတဲ့စကားတွေနဲ့ပဲပြောပါလောက်ချဖန်တီးတဲ့စကားတွေနဲ့မပြောမဆိုပဲနဲ့ရှင်နေကစကားဆိုလူတိုင်းကရှင်နေကစကားတွေကိုတကယ်နားလဲတယ်လောက်ချဖန်တီးတဲ့စကားတွေဆိုလူတိုင်းကမျက်နှာကိုနားမလဲချာရှင်နေကစကားတွေနဲ့ပြောလာရင်လူတိုင်းကစသမားချင်းကနားလဲနားလဲလားပေးကဲစွန်ကျဲလာတဲ့ချက်တီကိုကိုကလည်းတကယ်ဒီဇိုင်းမတ်မတ်နဲ့ရိုးသားစာနဲ့လုပ်မယ်ဆိုရင်အောင်မြင်ဒါလန်းစာပဲအရင်နေ့မလို့ ဟာလာနောက်ဆုံးသူတို့စီနောက်ဒီကိုလိုက်မယ်သူတို့နဲ့သွားမယ်လာမယ်နေတိုင်းသွားမယ်ခင်အောင်ပေါင်းထားမယ်ကိုကပြောတဲ့စုတက်နေပြီးရောဟိုဆရာကိုဆရာကောင်းတမကန်အောင်မသိမယ်ဆိုရင်ဝိုင်းကိုနေတိုင်းလိုက်ဖို့ဆိုတော့မလွယ်ဘူးလေဟာလာအေးကအကုန်လုံးပြည်စုံနေမှာစီဆဆာစီဆဆာတွေအကုန်ပြည်စုံနေမှာဝိုင်းကိုလေးတယ်ဒါမဲ့လို့ကိုကသူတို့နဲ့မှပေါင်းသင်းထားမယ်ဆိုရင်ကိုကဝိုင်းကိုနေတိုင်းလိုက်နိုင်ပြီလေဟာလာဝိုင်းကိုနေတိုင်းလိုက်နိုင်လူတယောက်ဆိုတာငွေကြေးပြည်စုံရမယ်နောက်ပြီးတော့မိသားစုနောက်ခံ background တောင်းရမယ် နောက်ပြီးတော့အပေါင်းတွေရှိရမယ်။သွားဖို့လည်းအချိန်ကြီးရှိရ။ဟုတ်လား။ကိုကဘာမှမပြည့်စုံရင်ဘယ်သူပြောပြည့်စုံတဲ့သူတယောက်နဲ့ကိုကပေါင်းဖက်ထားရမယ်။အဲ့ဆိုဒါတော့တော်တော်အောင်မြင်နေပြီဗျ။အဲနောက်ဆုံးကိုက professional အစ်စ်ကိုကကျွမ်းကျင်လာပြီဆိုမှနည်းနည်းပါပါစပြီးစော့မယ်ဗျ။စော့စကားနဲ့စော့စကားနဲ့ဒီလောကကိုကိုကဟိုအောင်မြင်နိုင်လာရင်ပေါ့နော်။နှစ်မြို့လာလိမ့်မယ်။နှစ်မြို့လာရင်အောင်မြင်မှုကညီကိုရဲ့လက်တကမ်းမှာစော့စော့သီးဘာမှဘူးမသိပါဘူးနော်။သွားတော့မလုပ်နဲ့။ဝူရှူဝါရိုက်အကုန်ဖြစ်ကုန်နေမယ်။ညီကိုကြီးအကျွမ်းကျင်နေမှလုပ်ရင်